ဘော့ပတမဆုံးဘီလီယနာဘောလုံးသမားရဲ့သားဖြစ်သူရိုနယ်ဒိုဂျူနီယာကိုစပိန်ရခွင့်ရလို့ခေါ်ယူနေတဲ့ဆန်တာစီယာမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဇုံအတင်ဆက်နေပါတယ်ဒီဘက်ကတော့ခရစ်စတီယာနိုရိုနယ်ဒိုသားဖအတွက်ဂေတမျိုးနဲ့နေတိုးစတိုင်ဖန်နဲ့ကာလာလိုပဲဆိုရပါလိမ့်မယ်အသက်၄၀ရွယ်ရိုနယ်ဒိုကကလပ်သင်းပွဲစဉ်တွေရန်နာထားချိန်ဂျာယက်ကစားခဲ့တဲ့ကဘာပလာခြေစစ်ပွဲစဉ်နှစ်ပွဲမှာတော့နှစ်ဂိုးတိသင်ယူခဲ့ပြီးတော့ အသက်ကဂိမ်းကနားတစ်ခုပဲဖြစ်တယ်ဆိုတာတက်တေပြခဲ့ပါတယ်။ဟန်ဂရီနဲ့တပတ်နှစ်ကိုးစီတေကြခဲ့တဲ့ပွဲစဉ်ပြီးအွန်လိုင်းပေါ်ပြန်နှံ့လာခဲ့တဲ့ရော်နယ်ဒိုရဲ့ရုပ်သံဖိုင်တစ်ခုမှာတော့ကေအင်းနဲ့လမ်းနေတာတွေ့ရပါတယ်။ရော်နယ်ဒိုဂျူနီယာကလည်း Life Father Like Son တကယ်အဖေလူသားပါပဲ။ပေါ်တူဂီယူဆက်ခွန်လက်ရွေးစင်ကလည်းဖခင်ဖြစ်သူနဲ့တစ်သက်သေးမှာပဲပြိုင်သူကေချင်းခဲ့တာတွေ့ရပါတယ်။ ဆော်ရီအာဗီယာနိုင်ငံကစန်တာစီယာကသူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေမနေ့ပြန်မှာဘီလီယံနာရဲ့သားကိုစပင်းညှက်ပါမယ်။ရော်နယ်ဒိုဂျူနီယာလို့ရေးသားကပို့စတင်ခဲ့ပါတယ်။နောက်နေ့မှာတော့ဘီလီယံနာရဲ့သားကိုအထူးဂရုစိုက်ပြီးတော့ညှက်ပေးခဲ့ပါတယ်လို့ရေးသားကရော်နယ်ဒိုဂျူနီယာရဲ့ကေအသစ်ရုပ်တံကိုမျှဝေချပါတယ်။ရော်နယ်ဒိုဂျူနီယာရဲ့ကေအသစ်စတိုင်ကယနေ့ခေတ်မြန်မာလူငယ်တွေကြားထဲမှာလည်းရေပန်းစားနေတာတွေ့ရပါတယ်။အဆိုပါပူဒီယိုက24နာရီမပြည့်ခင်မှာပဲကြီးစုသူတိုင်းကျော်ရှိနေပြီးတော့ like ပေးသူ၄000နီးပါးရှိနေပါတယ်။